ဘုံတိုင်းမလာခင်ပြည်လဲပြင်းလေညင်နေတတ်တဲ့လက္ခဏာမျိုးတွေဒါတွေကကျွန်တော်တို့တော်လိုင်းအတွက်ခံမှန်းလို့မရနိုင်တဲ့မနှက်ဖြန်တွေကိုပေါ်ပေါရွေးချယ်လာမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့မြည်တို့မြည်ပုံတော်ဖီအားနဲ့ဖက်စစ်တပ်ကစိတ်တဲ့စစ်စင်ရေးအရာအခုမလေးရှားပဲထောက်ခံပါပြီလို့ပြောလို့စိတ်တဲ့ကြသွားဖို့ဖြစ်တာလေလူဟာမဟုတ်မလေးရှားမဟုတ်ပါဘူးပြန်ပြောတော့စိတ်တဲ့ပြန်မြင့်တက်လာတဲ့အချိန်နေစိတ်တဲ့တဲ့ချကြီးဂျားထဲမှာမြည်တို့မြည်ပုံပဲကြုံရပါစီ။ ျွန်တော်တို့ပြည်သူတွေကျွန်တော်တို့လူအသိစိတ်ရှိတဲ့နိုင်ငံသားတွေကျွန်တော်တို့နောက်လာနောက်သားတွေကိုချစ်ခင်မြန်လို့တန်ဖိုးထားမြန်မာစီလိုတဲ့စိတ်ဆန္ဒရှိတဲ့နိုင်ငံသားတွေကိုယ့်ရဲ့မွေးရပါအခွင့်အရေးကိုကိုကိုယ်တိုင်ကောက်ွယ်မှရမယ်ဆိုတဲ့ယုံကြည်စိတ်နဲ့ဓမ္မကိုလက်ကင်ပြုပြီးအမှန်နဲ့တရားကိုခြေစုံရက်ကျင့်သုံးမယ်ဆိုတဲ့နိုင်ငံသားတွေကိုယ့်ရဲ့တမိုင်းကြောင့်ကိုအကောင်းဆုံးသာရေးဆွဲမယ်ဘယ်တော့မှအာနာရှင်စစ်တပတ်ဘလူးတွေအောက်ဒူးမထောက်ဘူး ကိုခြေပေါ်ကိုခြေစုံရက်ပြီးကျိုးစင်မဲ့တက်ရင်တက်ရပါစီဘယ်တော့မှအာဓမအောက်ဒူးမထောက်ဘူးဆိုတဲ့နိုင်ငံသားတွေကျွန်တော်တို့အားလုံးအနေနဲ့မျောလင်းချက်တွေရောင်ဒီတစ်ခါတလေမေးကောင်းမေးမယ်တေချာတော့ရောင်ဒီလုံးဝပြောက်မသွားပါဘူးအဲကမ္ဘာနိုင်ငံကြီးအခင်းကျင်းတွေမြန်မာနိုင်ငံကြီးအခင်းကျင်းတွေအကြခင်မှာရွေးချယ်ရခက်တဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အိန္ဒိယချင်းနိုင်ငံတွေနဲ့ကမ္ဘာနိုင်ငံတွေကဆုံးဖြတ်ချက်တစ်ခုပေးလာမယ်နေထားတယ် ခုဆိုလို့ရှိရင်9ရက်တာလောက်6ရက်တာလောက်ပဲဖြစ်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စစ်ပွဲအပြစ်ရမှုကိုအမေရိကန်သမ္မတကိုယ်တိုင်လာရောက်ပြီးတော့လက်မှတ်ထိုးပေတယောက်ပေးမယ်ဆိုပြီးစစ်ပွဲတွေပြင်းထန်မှုပေါ်မှာအမတန်မှနှစ်လိုအားရဝင်ဆွတ်ဖက်ခြင်းနဲ့အမေရိကန်သမ္မတထရန့်အတွက်ကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကြာကာလဖြစ်ပွားခဲ့တဲ့ကြမ်းကြုတ်ရက်ဆက်သောနိုင်ငံသားအချင်းချင်းအာဓမ္မနဲ့ဓမ္မကြားပို့တိုက်မှုပြင်းထန်တဲ့ ဆက်လက်နက်ကိုင်တိုက်ခိုက်မှုတိုက်ပွဲကြီးတွေကိုအကောင်းဆုံးအဖြေထွက်ပြီးပြည်သူလူလာချက်ဖြည့်ဆွတ်အောင်အင်အားကြီးနိုင်ငံတွေရဲ့အထူးသဖြင့် American Tabla ရဲ့ Loser World ဘလူဆန္ဒရှိနေတယ်ဆိုတော့အကောင်းဆုံးအသုံးချပြီးဖြစ်ပေါ်လာနိုင်ခြင်းရှိတဲ့မနှက်ဖြန်တွေဟာပြည်သူ့အတွက်စိတ်ပြည့်အားရော့စရာတွေမရှိပါဘူးစိတ်ခွန်အားအပြည့်နဲ့ကျွန်တော်တို့ယုံကြည်ချက်ကိုတိုင်ဆွဲပြီးတော့မနှက်ဖြန်တွေအတွက်အကောင်းဆုံးစူးစမ်းကြရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကြာရနေရာက ရရတာဝန်တွေကိုစွမ်းတလောက်ထက်ပုံမူခြေပြွန်နေဖို့လိုပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်တတ်ဆွမ်းသမျှထက်ပုံပြီးအကောင်းဆုံးဆောင်ရွက်နေပါတယ်အဲ့တော့ခေါင်းဆောင်ကြီးတွေခေါင်းဆောင်လက်တွေအောက်ခြေကတကယ်ကိုမြင့်မြတ်စွာနဲ့အသက်ဘဝခန္ဓာပေးဆက်ပြီးတော့တိုက်ပွဲဝင်နေတဲ့တော်လန်တော်သူရဲကောင်းတွေကိုဒီစားစွာကူပြင်းနေကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံး ကွဲပြားခဲ့တဲ့ခွဲခြားမှုတွေကိုခွာချပြီးပေါင်းစည်းဆောင်ရွက်နိုင်စွမ်းနဲ့ပြီးဆောင်နိုင်တဲ့ဒီနေ့ကျွန်တော်တို့အားလုံးတမိုင်းသင်ခန်းစာအပြည့်နဲ့1962ကစပြီး1988-2021လီကာ၃ထစ်ကျော်နှင်းခဲ့ပြီးဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအကောင်းဆုံးသုံးသပ်သုံးသပ်ချက်ထုတ်ကာဝိဝါဒကွဲပြားမနေပဲပို့တစုတစ်ဖွဲ့တနည်းအားပွက်ပွက်ပဲအင်အားကြီးထွားဖို့ကြိုးစားမနေပဲနဲ့တနိုင်ငံလုံးမှာတကယ်ကိုပဲကင်ဆာရောဂါကြီးလို့ပြန့်နှံ့ပြီးချုပ်ကန်ဖို့ကြိုးစားလာတဲ့ ဖက်စစ်ကျမ်းဖက်အရမစနစ်ဆိုးကြီးကိုလုံးဝအမြင့်ချိုးပစ်လှန်ကာနိုင်ငံတော်တစ်ဒီတော်စုသားအားလုံးပေါင်းစပ်စုခွင်းစုစည်းနေထိုင်တဲ့နိုင်ငံတော်တစ်ဒီဆောက်နိုင်တဲ့အထိကျွန်တော်တို့စူးစမ်းနိုင်မှကျွန်တော်တို့အားလုံးရဲ့အနည်းပြန်နေအာမခံချက်ရှိမှာဖြစ်ပါတယ်ခုချိန်မှာဘလောက်ပဲတစုတစ်ခွဲအင်အားတကူကြီးထွားနေပြီစီအာဒီပြစ်လက်နဲ့ကြီးတွေကိုင်ပြီးတော့မဥမာဆိုရည်လူရဲ့အစီပေါ့ကျွန်တော်တို့အရင်အားကြရတယ်ဒီပြစ်လက်နဲ့ကြီးတွေနဲ့ဆေးပြခန္ဓာကြီးနဲ့ကြီးကျယ်တဲ့ ဒါရေဘလောက်ပဲစုဖွဲ့ပြင်ဆင်ထားနိုင်ပါစေ အခုဒီရပိုင်းတော်တွင်တရုတ်ပြည်မှာဒီလန်ချမှတ်ခံရတဲ့ကိုကန့်ခေါင်းဆောင်ဒီအပါဝင်နော်ဒီအခြေအနေအခင်းချင်းတွေကိုကြည့်ရှိပြီးတော့ဖက်စစ်တပ်ကကစားလာတဲ့စစ်ကစားမှုသူ့နောက်ကမိစ္ဆာဝင်ရိုးနိုင်ဝင်ရိုးနိုင်ငံကြီးရဲ့ပါဝင်ပတ်သက်ဆွတ်ဖက်လာတဲ့နိုင်ငံရေးစီရေးဒါတွေကိုကြည့်ပြီးတော့မိမိမှာဘလောက်ပဲအင်အားကြီးမားတယ်လို့ထုတ်ပြန်နိုင်တဲ့စီးပြကြီးတွေပွဲကြီးတွေ တိုက်ပွဲစုတက်ဆိုးရှင်နေသမျှဘယ်အစုအဖွဲ့မှမနှက်ဖြန်နေမလှပနိုင်ဘူးဆိုတာကိုသိရှိပြီးအားလုံးပေါင်းစည်းကြိုးပမ်းနိုင်ကြပါစေဖက်စစ်အကြမ်းဖက် institution ကြီးကိုနော်ဖက်စစ်စိတ်ဓာတ်အမြင့်ဖြန့်နိုင်သည့်အထိကျွန်တော်တို့အားလုံးကြိုးပမ်းနိုင်မှာကျွန်တော်တို့မနှက်ဖြန်အနာဂတ်ဒီအားလှပမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော် သုံးသပ်မိသည်ဗျတင်ပြပြီးပြည်သူကိုစိတ်ခွန်အားပေးပါတယ်ကျွန်တော်တို့အတူရုန်းကန်ကြပါစို့ဒေါံစန်းစုကြည်ပြောခဲ့တဲ့နောက်ဆုံးရက်ပေါ့နော်ဒေါံစန်းစုကြည်ရုပ်မြင်တမ်းကြားကနေပြီးတော့ဖမ်းဆီးမခံရခင်တရက်လိုနောက်ဆုံးပြောခဲ့တဲ့မိကုန်းလေးကပြုံးပြုံးလေးနဲ့မှားသွားတဲ့အမှားစကားကိုပြန်ပြီးတတိယကခွန်အားကိုပုံမူအားထုတ်ရုန်းကန်ကြပါစို့မေစုကဘာပြောသွားလဲပြည်သူသားအတိတ်ကပါလေကျွန်တော်တို့ပြည်သူတူချင်းပြည်သူတွေကပြည်သူတယောက်နေနဲ့ အပြန်အလှန်ခွန်အားပေးပါတယ်ကျွန်တော်တို့အားလုံးအတူတူကြိုးစားရင်မလက်ဖြန်တွေအားလုံးအတူတူပိုင်ဆိုင်ရမှာဖြစ်တယ်ရင်းချမ်းမှုတွေကိုအတူတူခံစားရမှာဖြစ်ပါတယ်ပြီးတော့မှနာကျင်ကြေကွဲစွာဖျက်ဆီးခဲ့ရတဲ့ဖက်စစ်ကပ်ပြက်ခေဆူးကြီးအကြောင်းကိုမြေရည်တွေနဲ့တော်လကောင်းအန်ကျေးရည်တော်လကောင်းနောက်လာနောက်သားလူလူမမယ်လေးတွေကိုကောင်းစွာတင် जा ပြသရည်တော်လကောင်းကျွန်တော်တို့အားလုံးအဲ့ကြမှာနာကျင်မှုတွေကိုဖြေလျှော့ကြတာပေါ့နော်